တော်ရရှင်များလုံးမဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စာရေးဆရာကြီးသောတာဆွေရဲ့မှန်ကန်ခြင်းနဲ့ရဲရင်ခြင်းဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါလေတတိနဲ့တစ္ဆာမှန်ကန်ခြင်းနဲ့ရဲရင်ခြင်းတို့သည်တွန်တွဲနေ၏ တစ္ဆာမဲ့သူသည်တတ္တိမဲ့သူဖြစ်၏တစ္ဆာရှိသူသည်တတ္တိရှိသူဖြစ်၏တစ္ဆာကိုတတ္တိနှင့်စောင့်ထင်းရ၏တတ္တိဆိုရ၌မှန်ကန်သောကိစ္စကိုရဲဝင်စွာပြုလုပ်ခြင်းသာမဟုတ်သေးမကောင်းမှုကိုစောင့်ထင်းနိုင်ခြင်းမှောင်ရင်းသောဆန္ဒလောဘကို ချုပ်တီးနိုင်ခြင်းအောင်ဤတိခဏ်နိုင်ခြင်းတို့သည်လည်းတတ္တိမြည်၏မှန်ကန်ခြင်းနှင့်ရဲရင်ခြင်းလည်းထိုနည်းတူတစ်ခုနှင့်တစ်ခု အမိတဟဲပြုနေ၏ ပင်ကိုမူလကမြည်မြပင်ရင်းရင်သူ ဖြစ်နေစေကားမူမမှန်ကန်သောအမှုကိုပြုလိုက်မိပြီဟုမိမိကိုယ်ကိုမိမိတိလိုက်သည့်နှင့်တပြိုင်နက်ထိုသူ၏ရဲရင်ချင်းတို့သည်ပျောက်ကွယ်သွား၍ကြောက်ရွံ့သူအဖြစ်သို့ရောက်ရှိသွားတော်၏ဝိတ္ထုတစ်ခုနှင့်တာရကပြုပါမည်လွန်ခဲ့သောနှစ်ပေါင်း35နှစ်ကျော်ကဖြစ်သည်ကာယကံရှင်များမှမူလူပေါင်း၌မရှိကြတော်ပြီဥအောင်တွန်ကျွန်တော်တို့ရွာမှရွာတကြီးဥအောင်တွန် အင်မတန်အမှရဲရင်တက်သည့်ရှိသည်ဟုကြော်ကြားသည်တခိုးသည်များကို လက်ရဖမ်းခဲ့ဘူး၍နမဲကောင်းလက်မှတ်နှင့်စုတော်ငွေများရခဲ့ဘူးသည်နှလုံးဘူးတနက်ကန်ရသည်ဆဲခိုင်းတကြီးခန့်အပ်ခြင်းခံရ၍ရွာဆဲရွာကိုအုပ်ချုပ်ရသည် ထိုရွာများ၌ဖြစ်ပေါ်နေသော အမှုကြီးငယ်တို့သည်ဆဲအိမ်ကောင်းများမှတဆင့်သူစီရောက်ရသည်ကြီးသောအမှုဆိုလျင်ရုံးကပ်ပို့၍ငယ်သောအမှုဆိုလျင်သူပင်စီရင်ချက်ချလိုက်သည် တညချုံနှောင်ခွင့်နှင့်ငါးချက်ထိဒံငွေတတ်နိုင်သောအာဏာရှိသည် လူကောင်ကြီးမားခန့်ညား၍ဥပရိယုတ်လဲကောင်းလှသည် အာအင်ဗလာလဲပြည့်စုံလှသည်နောထီတကောင်ကိုလက်ပြင်ရိုးလက်သီးနှင့်ထိုး၍လှဲနိုင်သည်ဟုပြောကြသည် သူ့အိမ်နှင့်ကျွန်တော်တို့အိမ်မှာမျက်ဆောင်တို့ဒလွယ်ခုတ်အိမ်ကြီးချင်းဖြစ်သည် ကျွန်တော်အမတ်တညာထားတတ်သောအရွယ်မှ သူ့အသက်သည်90မြားဟုခန့်မှန်းမိပါသည် ဆွေမျိုးမတော်တော်လဲသူ့ကိုကျွန်တော်ကဖိုးဟုခေါ်ပါသည်ဖိုးသည်ကျွန်တော်ကိုငယ်စဉ်ကချီးပိုးလာခဲ့သူဖြစ်သည်ဖိုးသည်အသားဖြူရာဝဲသူ့တကိုယ်လုံးမှာစေးနီစေးနံများထိုးထား၍အလွန်လှသည်ဟုကျွန်တော်ယူဆခဲ့ပါသည်ကျွန်တော်ဖေကူမှာလဲစေးရုံများရှိသည်သို့တော်သူ့လောက်မများထို့ပြင်အ내ရုပ်သားရှိ၍အနီရုပ်မရှိဖိုးဤကြောပြင်ကိုကကျွန်ုပ်ကအယုတ်ကားဟုခေါ်ပါသည် ဖိုးရဲဝမ်းရမ်းမှောက်ဆမ်းပါဦးကျွန်တော်ရုပ်တွေကြည့်ကြင်လို့ပါ။အိုးအခုထိုင်ရင်ကြည်လဲမြင်နေရသားပဲမြေးရဲ့မဟုတ်ဘူးမဟုတ်ဘူးမှောက်ကြည့်ရမှာပိုကောင်းနေ။ဖိုးဤကျေပြန်သောကြောပြင်ဝဲနဂားယုတ်ဂလုံးယုတ်ဇောကြီးယုတ်ကြောင်ယုတ်ကြားယုတ်ချင်းသေးယုတ်စသည်တို့မှာစေးနီစေးနတ်တို့ဖြင့်ယခုမျက်စိနှင့်ကြည်တော်လွန်စွာမှလက်ရမြောက်လာပါပေသည်။အချိုးစားနာကပီပီတတရှိပါပေသည်။ ဖိုးရဲ့ဒီရုပ်တွေဖိုးကိုဘသူထိုးပေးတာလဲဟင်ဖိုးဟာဖိုးထိုးတာဘောကွာအောင်မယ်မဖြစ်နိုင်တာကြီးကိုဖိုးဝါတယ်ကဲဖိုးကြောကုန်ဖိုးမြင်ရလို့လားမှန်နဲ့နောက်ပြန်ကြည့်ထိုးတာဘောကွာအောင်မယ်အောင်မယ်ဖိုးအိမ်မှာဖိုးကြောကုန်လောက်ကြီးတယ်မှန်တစ်ချက်မှမရှိပဲနဲ့ဖိုးဒီရေမောကအလကားပြောတာပါကွာဆရာဦးထိုးပေးတာဘောကွာဆရာဦးကိုမင်းသိတယ်မဟုတ်လား ဆရာဦးသည်ဖိုးအိမ်ခေါင်းရင်းကထိုးကွင်းထိုးเสียဖြစ်ပါ၏ထို့ပြင်ရုပ်သေးရုပ်တွေထူသောဘဘူးဆရာလည်းဖြစ်ပါ၏ဖိုးဒီရုပ်တွေထိုးတော့မနာဘူးလားယင် နာတာဗောမြည်ရဲ့ဒါပေမဲ့ယောက်ျားဆိုတာစေးထိုးခံနိုင်တဲ့တက်တိရှိရမယ်ကွငါမြည်လဲကြီးရင်ထိုးကွင်းထိုးရမယ်ကွသို့တော်ကျွန်တော်တို့အချိန်ရောက်သောကာလ၌ထိုးကွင်းထိုးခေကုံ၍ကံကောင်းသည်ဟုဆိုရမည်တို့ရာတွင်အချို့လူကြီးများက မကြိုက်ညီကြကျွန်တော်ဆလေးနှစ်သားလောက်၌ဆရာဦးက ကျွန်တော်ပေါင်မှာကြားရုပ်ထိုးပေးသည်ထိုးရမည်မှာအနီစင်းအနက်စင်းနှင့်တကယ်ကြားရောင်ထွက်ရမည်အသက်လဲပါရမည်သို့သောဤဖေကိုတက်တည်ခဲကအဖေချုပ်ကင်ထားသည့်လက်ထဲမှကုန်းအော်ယုံထွက်သည်ဖြင့်ပထမဆုံးတကြောင်မြသွားရသေးရာကြားရုံမဖြစ်ကြွက်ရုပ်ကလေးလိုလိုရေးရေးမြထင်တော့၏ဒီတော့ဆရာဦးကကျွန်တော်ဖေအားဘာပြောသည်ထင်သည်နီး မောင်ဆယ်ကြီးအခုခေတ်ကလေးတွေတော့တတိသုံးကုန်ပါပြီကွာငါသားတွေလည်းအတူတူပဲကွာအဲ့ဒါထိုးကွင်းခေတ်ကုန်လို့ပဲကွာမင်းတို့လိုငါတို့လို10နှစ်17နှစ်သားလောက်ကထိုးကွင်းထိုးလာခဲ့လို့ရှိရင်ဒီကြားရုပ်လောက်ဘယ်ဖြုံလိမ့်မလဲကွာခန္ဓာရည်ရှိနေမှာပဲအခုတော့မိဖုရားကင်းကြိုက်တဲ့အတိုင်းပဲတွားတွားဆရာဦးကကျွန်တော်ကိုနှင်လှပ်ပါသည် ကျွန်တော်ဒီပေါင်ကလေးထော့နေထော့နေနဲ့မျက်ရည်ကလေးဆူဆူနေ ဘယ်မျက်ရည်မစိုးဘဲခံနိုင်မလဲဗျလေးကွာရှိတဲ့ကြီးစုပ်ကြီးနဲ့တစ်ချက်ထိုးလိုက်ရင်သွေးတစ်ပေါက်ထွက်လာရင်ဤခါ၌ကျွန်တော်သည်ထိုးခွင့်မျှမကဆေးရုပ်တွေတကိုယ်လုံးတွင်ရှိသောအဖေတို့ဖိုးတို့၏တက်တီကိုချီးကျူးမိသည်ဖိုးကပို၍များပါသည်ဖိုးသည်ခေါင်းဖြူဖြူတွင်ကတုံးရိပ်ထားသူဖြစ်လေရာငယ်ရိတ်မှစ၍ခြေပမိုးထီကြောကုံလက်ပြင်းခြေတလုံးခြေချင်းဝတ်ပါမကျန်းဆေးရုပ်တွေအပြည့်ရှိ၏ ။ဘာရွယ်ချက်နဲ့ဘာအစွမ်းထက်သီးတော့ကျွန်တော်မပြောတတ်ချီ။သို့တော့ခန္ဓာရည်ရှိသောယောက်ျားကောင်းတယောက်ဖြစ်ကြောင်းတော့ထင်ရှား၏။ဖိုးသည်ခွန်အားပလနှင့်ရဲစွမ်းတက်သည့်ကောင်းယုံသားမဟုတ်သည်။စာပေပညာကိုလည်းတက်ကြွသူဖြစ်၏။ဖိုးသည်ဗိတ်သိက်စရာဖြစ်၏။ဖျားကိုးစုစရာဖြစ်၏။စာဟောစရာဖြစ်၏။ယတုဩဘာစာရေးစရာဖြစ်၏။ဖိုးသည်နေစဉ်နနတိုင်းဖုန်ကြီးเจ้าကအုံမောင်းခောက်တွင်ထ၍ ဖျားရှိခိုးပြီးစာရွတ်ဤသူစာရွတ်ဒီကိုဘေးသုံးလေးအိမ်ကကြားရဤသို့တော်ဘာမျှနားမလည်နိုင်မီသူ့အတန်ဟနန်နန်ဟနန်နန်ဟူ၍သာကြားနေရဤအဖေဖိုးကဟနန်နန်ဟနန်နန်နဲ့ဘာလုပ်နေတာလဲအဖေရကျွန်တော်ငယ်စဉ်ကအိရာတဲတွင် အဖေအားမေးခဲ့ဤစာဝါတာခေါ်တဲ့တားရဲ့ဘာလို့စာဝါတာလဲအဖေရသူရထားတဲ့စာကိုမမေ့မပြောက်အောင် နှုတ်ကမြင်မြင်ရွတ်နေတာကွာကျွန်တော်လေးဖိုးလို့စာဝါးကျင်တဲ့အဖေဒါဖြင့်စာများများတက်အောင်သင်ဖို့ကွာထမင်းစားကျင်တော့ထမင်းရှိမှစားပြစ်တယ်လို့စာဝါးကျင်တော့ကိုတက်ထားတဲ့စာရှိမှဘောကွာကျွန်တော်ဒီဖိုးကို အစစရာရာချီကျူအားကြသူ ဖြစ်ခဲ့ဤကျွန်တော်ဒီဖိုးတူကိုယူက ကာကြီးခါခွေးကအစာ စာဝါးခဲ့ပါဤနှုတ်ပြီးဖိုးကအဆက်ဆက်ကအစင်သားရတဲ့တည့်ရတဲ့ပင်ရွာက အထူးအကျိုးပြုတဲ့ဥဖိုးနူးဟု ရှင်ပြုဖိတ်စာများတွင်ရေးလျင် ကျွန်တော်ကလည်းမချို့အစင်သာတဲ့ဂျို့ပင်ရွာကအထူးအကျိုးတဲတဲ့ဥဖိုးစဲဟု ကျွန်တော်အဖေနဲ့ရွာနာမည်ကိုနဘေထက်ဆိုလိုက်သောအခါဖိုးကလွန်စွာသဘောကျလာ၏။မောင်စဲမင်းသားကြည့်ရင်ငါခြေရာနင်းလိမ့်မယ်ဟုဂုံယူပြောဆို၏။သို့တော့ဖိုးခြေရာကိုနင်းမို့ဖိုးကိုမှီဖို့ကခဲရင်လှပါ၏။ ဖိုးသည်ရက်ွက်ရက်ရွာ၌အုတ်ချုပ်စီမံရာတွင်လဲသူမင်္ဂလာဆောင်၌ဗိတ်သိက်မင်္ဂလာတွန်းရာတွင်လဲသူရှင်ပြုပဇင်းခံတို့၌ဩဘာသာများရေးသားဖတ်ကြားရာတွင်လဲသူရက်သူရွာသားတို့အပြင်းလဲပြေးပညာဘုဟုတုတာလဲရအောင်ဇဏိဘတ်တော်တို့ကိုတန်နေတန်ထားနဲ့ဟောပြောရာတွင်လဲသူတူတူတူထို့သူသည်အသက်90ကျော်၌ကံချော်၍အကြံတော်တလွဲကို လိုက်မှားမိကြသည် မတ်ချောဖြူသူသည်နမယ်နှင့်လိုက်အောင် ဖြူသည်ချောသည်လှသည်ချောသည်လှသည်နှင့်အမျှကမြင်းညောထ၍လင်ငယ်နေတတ်သူသူ၏ပထမဆုံးယောက်ျားသည်သူမြောက်မှထားတာပပင်းမိ၍သူအားလေကွင်းနှင့်ခေါ်သွားကဓာတ်နှင့်ခုတ်တက်ပြီးသူကိုယ်သူတော့မိယထအနှင်းခံ၍ပွဲချင်းပြီးစီရင်ပစ်လိုက်သည်သို့တော်မကောင်းမှုပြုရန် အကုသိုလ်ကံကြံနေသေးသောမက်အဟွာကားမသည် လေပင်ဓာတန်ရာတွင်နှင့် မေမျောနေရာမှသတိပြန်ရလာခဲ့သည် ဖိုးနှင့်အခင်းဖြစ်ပွားရန်အချိန်မှာထိုမိန်းမသည် အသက်30ခန်းလေပင်မှဓာတန်ရာနှစ်ချက်ရှိသည်အသားရောင်ဖြူဖြူဝင်းဝင်းနှင့်ပြည့်ပြည့်တင်းတင်းထိုအချိန်၌သူ၏ဒုတိယလောတတိယလောမပြောတတ်သည့်လင်းယောက်ျားမှဘိန်းစာဖိုးဆိုင်ကျွန်တော်သတိပြုမိသောအချိန်မှာမချောဖြူသည် ရွာထဲမှခရောင်းရွက်၍ငရုတ်ကြက်သွန်းစီစား စသောကုံစုံရောင်းသည် ဖိုးသည် ထိုးကုံစုံဝေရင်းမှစတင်သည် ကျွန်တော်သည်အမှတ်တညာထားတသောအရွယ်မှစ၍ဖိုးအိမ်မှအနေအဆားများသည်အเจ้าမှာ ဖိုးအိမ်သည်ဘရော့မှဟင်းကောင်းမပြတ်ချေမပြတ်ချင်းမှကြေးရွာဓလိထုံးစံရှိ၏ရွာတွင်ကျွဲနွားတည်၍၎င်းတက်၍၎င်းအမဲသားပေါ်လျင် တကြီးအိမ်ကိုတရွဲပို့ရသည်ဝမ်းတွင်သာအစုံလဲပါရသည် ဖိုးအုပ်ချုပ်သောရွာကဆယ်ရွာဆိုတော့ ဖိုးအိမ်မှာအမဲဟင်းရပြက်သည်မရှိကြ။ဖိုးကိုယ်တိုင်ကတော့အမဲသားမစားကြီးကျွန်တော်အဖေလည်းမစားကြီးကျွဲနွားဖြင့်အသက်မွေးရသောကြေးရွာတို့ဤဂုံအင်္ကာတရက်ဖြစ်ပေသည် ထို့ပြင်ဖိုးသည်ဝါတွင်း၌တက်တက်လော့စားသည် ဖိုးတို့ဂေါပုံတရက်ကို တွေး၍ရည်ကျင်မာသေးသည်ဝါတွင်းမိုးရသည်ဆိုတော့ကျွန်တော်တို့လေတော်ဒီတမှာငါပေါ်သည်ဒီတော့မချောဖြူကကုံစုံရောင်းခြင်းကို ရက်ဆိုင်၍မိုဟင်္ကာရောင်းသည် ထိုအခါဖိုးကကျွန်တော်ကိုခုတုံးလှုပ်၍မနက်တိုင်းမချောဖြူမိုဟင်ငါလာတိုင်းဟေးမင်းဒီနေ့မိုဟင်ငါစားအောင်မလားဟုမေးသည်ကျွန်တော်ကတော့၁၀နှစ်သားအရွယ်လောက်ဘာသိလိမ့်မှာတော့အမြဲတမ်းခေါင်းညှိသည်ပေါ့ဖိုးရဲ့အိမ်သားများကတော့နှာခေါင်းရှုံညာပြီးရိတ်မိနေကြပြီထိုအခါဖိုးမှာဇနီးအမေကြီးနှင့်သမီးနှင့်သမတ်ရှိသည်ကျွန်တော်ကိုမိုဟင်ငါကြွေးတော့ဝါရွင်းမှာတက်တက်လွတ်သမားဖိုးက ုံဟင်းကားကိုဘလူစားပါသည်နီးဟုမူဟင်းရီမစမ်းစီပဲသူ့အိမ်ကနှုတ်စီနှင့်စမ်း၍စားပါသည်ခမညာ။ဩအာဃဘူးလူကြီးလူကောင်းဂေါ်ပုံမဆိုးဘူးနော်။ဦးကြီးတို့နီးယူကြ။ထို့ပြင်ဖိုးတွင်သူများနှင့်မတူသောထူးခြားချက်တရက်ရှိသေးသည်။ဖိုးသည်ထမင်းစားပြီးပလုတ်ကျင်းသောအခါ၌၎င်းတခုခုစားတောက်ပြီးပလုတ်ကျင်းသောအခါ၌၎င်းဘရော့မှထွေးမပြစ်ချေပလုတ်ရေကိုမြိုချလိုက်သည်သာဖြစ်၏ ျွန်တော်ကဖိုးလုံပုံဟာသူများနဲ့မတူဘူးမယုံဘူးလားဟုမေးတော့ခါဟာကိုပါဇက်ထဲကဟာကိုယုံနေမှဖြစ်ငါလက်ခွိတယ်လေဝင်လှီးပြဖို့သာရှိတော်တာပေါ့ကွာဟုပြန်ဖြေပါသည်ဟုတ်တော့တုံးရင်းတို့လျင်မချောဖြူသည်ကုံစုံရောင်းရင်ဖြစ်၎င်းမောဟင်းကရောင်းရင်ဖြစ်၎င်းဖိုးအိမ်နေတိုင်းလိုလိုဝင်ထွက်နေရမှလေးငါလမျှကြာလက်တော့မချောဖြူယောက်ျားဘိန်းသာကိုဖိုးဆိုင်မှာ အိတ်ထဲဘိငါးချက်သားခန့်နှင့်လက်ဘူးလက်ချက်ဖိုးကဖမ်းမိလေး၍သူခမားထောင်းကြသွားရှာလေသည်ဒါဖိုးကသူ့နောက်လိုက် မတရားတက်သေးများနှင့်တက်တက်အမှုစင်နာဖြစ်ကြောင်းကိုတရွာလုံးကသိကြ၍တပြစ်တောက်တောက်နေကြ၏ကိုဖိုးဆိုင်သည်ဘိန်းစားတော်လဲမခိုးတံမခွက်တံလူကောင်းတယောက်ဖြစ်၏သူဟာသူထန့်တက်၍စား၏ပုံမြုံထောင်၍စား၏ ထိုမှအရက်ထဲကလူကြီးများသည် ဖိုးကိုဝိုင်းကျင်းစပြုလာ၏။ဒီနောက်မကြာမီတွင်ဖိုးသည် သူ့အိမ်သူအိမ်သားများနှင့်ရံဖြစ်ကြလေ၏။အမေကြီးသည် သမီးနှင့်သမက်ကိုခေါ်ကံသူ့ဇာတိရွာသို့ ပြန်သွားလေတော့၏။ဖိုးကိုကမြည်သူဦးမြတရားချ၍မရတော့ပြီ။ရခိုင်နှုံးကရက်ရွာ အိမ်တော်ကြီးကိစ္စတို့မှာသူကသာ ဖြည့်ဖြန်းစီမံခန့်ခွဲပေးခဲ့သည်။သူ့ဇက်တွင်က သူသာဇက်စရာ အခြားဇက်စရာကိုလက်မခံတော့ပြီ။ နောက်ဆုံးတနေ့၌ကမချောဖြူသည် ဖိုးဤအိမ်ပေါ်သို့ရောက်လာလေတည်းသို့တော်ဤဖြစ်ရတွင် ဖိုးဤရလက်ကကြဆုံခြင်းပင်တည်းမချောဖြူဖိုးအိမ်ရောက်ပြီးဒုတိယမြောက်နေ့နနက်ခင်းတွင် အသက်60မြားရှိမည်ဖြစ်သော အမေကြီးတယောက်စောင်းသားရှည်ကြီးတစ်လက်ကိုကင်ကဖိုးဤအိမ်ဝင်းထဲရောက်နေလျက်ဓာတ်တလက်လက်နှင့်ဆဲရီချိန်မောင်းနေပေတော့သည်ဟဲ့အောင်တွန်းနင့်ပလကောင်းလှတဲ့တက်တီကောင်းလှတဲ့ဆို့ ကြိုက်တဲ့လက်နက်ကင်ပြီးတကားဖွင့်စင်းငယ်စံချက်လွန်ကနေအိမ်ရှိနယံအကာကိုတူဓာနဲ့ပြစ်လိုက်သည်ထို့နောက်ပြန်ကောက်ခါဟဲ့အောင်တွန်းနင်တက်တီနဲလာကြီးလားငါလိုအမေကြီးနဲ့မှရင်မဆိုင်ဝင့်ဘူးလားလူချင်းကြောက်ရင်နင့်မှာနှလုံးမြူတနက်ရှိတယ်မဟုတ်လားဟောဒီမှာပြစ်လိုက်စမ်းဟိရင်ကိုကော့ပြပြီးတူဓာတဖန်ပြစ်လိုက်ပြန်လေသည်အိမ်မော်ကတော့ဘာသမ်းအမျှမကြားရစိတ်ငြိမ်လှသည် လူတယောက်မှမရှိဘူးထင်ရသည် သို့သောဖိုးနှင့်မချောပြူရှိတာအမှန်ညကပင်မိအိမ်ထွန်းတာမြင်ရသေးသည်ယခုမနက်အစောကြီးမှစောစောစီစီဒီအမေကြီးကကျွန်တော်အိယာကမနိုးမီပင်လာရောက်စူပူနေခြင်းဖြစ်သည်ဖိုးအိမ်သည်တထက်အိမ်မြင်အောက်စင့်မရှိမြေကြီးပေါ်စပွဲကလေးထိုင်ထားသည်အိမ်ကမှနှစ်လက်မှတစ်သားတန်းတွေကိုချက်ချေကရိုက်ကတ်ထားသည် ထိုနှစ်နှစ်၌အပေါ်ထက်ရောအောက်ထက်ရောတကားတွေအလုံးပိတ်ထားသည်ကျွန်တော်ဒီအိယာမှထကပရင်ပေါက်မှအံ့ဩစွာနှင့်လှမ်း၍ကြည်နေသည်အမေကြီးသည်ပိန်တော်လဲစိတ်ကဆောင်းနေ၍တော်တော်ပဲမာကျောပုံပေါ်ပါသည်သူသည်အော်ဟစ်ဆဲရည်ရင်အောက်နေရန်ကိုဓာတ်နှင့်ခုတ်လိုက်အိမ်ပေါ်ထက်ကိုလှမ်းပစ်လိုက်မောလျင်ထိုင်ပြီးနားလိုက်နောက်ပြီးတစ်စက္ကန့်ထလိုက်နှင့်အရွယ်နှင့်မလိုက်အောင်ပင်ဒေါသနှင့်ဇွဲတက်သည့်ကကြီးလာပါပြီ။ ဟေးအောင်ဒွန်းမရခိုးရဲ့လူတရိတ်ဆန်ရဲ့နေငါသမတ်အိမ်နဲ့အတင်းဘိန်းထဲ့ပြီးနေနောက်တော်ပါတက်သေးလိန်တွေနဲ့အမှုစင်ပြီးထောင်ချတယ်ဆိုတာလူတိုင်းကသိကြတယ်ဟဲ့ချလွန်ကနေဓာနေတစ်ချက်ပြစ်လိုက်ပြန်သည်နေဟာဆဲခိုင်းတကြီးဖျားကိုစုဆရာကြီးဘိတ်သိက်ဆရာကြီးယဒုဩဘာဆရာကြီးကွက်စိတ်ဆရာကြီးဆိုတဲ့ဂုံတွေမှမထောက်ဘူးငါအောင်ဒွန်းရဲ့ဟိုမြောက်မှထားမှာရောလာစင်းငယ် နင့်မှာငါနှုတ်နှုတ်ဆင်းပြေမဟဲ့နင့်အတွက်ငါတစ်ခါကနှစ်ခါရှက်နှစ်ခါကသုံးခါရှက်တသက်လုံးရှက်နေရမှာလားဟဲ့နင်တို့တက်ပြီးငါပါတေပြစ်လိုက်မဟဲ့ဤချိန်၌ကျွန်တော်မှာအသက်၈နှစ်၉နှစ်မြရှိအောင်မြည်ဖြစ်၍အဖေနားသို့ချင်းကပ်သွားကအဖေရဲ့ဖိုးကဒီမဲကြီးပိန်ပိန်ကလေးမြန်ဘာလို့ကြောက်နေရသေးလဲအောက်ဆင်းပြီးဖမ်းလိုက်ရောပေါ့ဖိုးကအားများကြီးကြီးတာပဲမဟုတ်လားနှုတ်ပြီးဖိုးကတကြီး ဟဲ့ဘာကြီးဖြစ်နေနေကိုအမလုံမိတဲ့အခါမှာမှန်သူကိုရင်မဆိုင်ဝင့်တော့ဘူးကြောက်နေရောဒါဟာတရားသဘောပဲကျွန်တော်နားမလဲပါဘူးအဖေယာအေးငါသားကြီးတော့မှနားလဲပါလိမ့်မယ်ထိုးချိန်၌ကျွန်တော်ဒီဖိုးကိုသာတနာနေတော့သည် ဖိုးဘက်ကဘသူမျှကုညီမဲ့လူလဲမရှိပါဘူးဒီမဲကြီးကို လာတားခြင်းစွဲငင်ခြင်းလဲမြည်သူမျှမပြူကြ အကယ်သည့်အခြားအိမ်၌သာဤသို့ဖြစ်နေပါမူဖိုးကိုယ်တိုင်တွားရောက်စီးရင် ဖြန့်ဖြေးခြင်းမည်စင်စစ်တော်တကြီးဦးအောင်ထွန်းဤမတရားပြုမှုကိုတရွာလုံးကမုံတီးယွန်ရှာနေခြင်းဖြစ်သည် ဖြစ်နိုင်လျင်အမေကြီးဘက်ကပင် အကူအညီပေးကြအောင်မည်သို့တော်ကူညီစရာပင်မလိုအမေကြီးကအံ့ဩဖွယ်ကောင်းလောက်အောင်ပင်ဇွဲတက်တီကြီးလှပါပြီဤပထမနေ့ကနနက်ဝေလီဝေလင်းမှသည်စေနာဤကန့်သည့်ဆေးရီချိန်မောင်းပြီး ထမင်းစားသောကြောင့်ပြန်သွားသည်။နောက်နေ့နက်နက်ဝေလီဝေလင်း၌ယမန်နေ့အတိုင်းပြန်ရောက်လာပြီးယမန်နေ့ကအတိုင်းပြုတ်မှုပြန်တော့သည်။အမေကြီးသည်ဤသူကြီးမနက်တိုင်းလာလို့၏။ပြင်စမမြောက်နေ့ညနေခင်းဝယ်ဥအောင်ဒွန်းနှင့်မချောဖြူတို့သည်ပစ္စည်းပစ္စယများကိုလှဲတစည်းနှင့်တင်၍ထွက်ခွာသွားကြတော့သည်။ဤခင်းဖြစ်နေချိန်၌ဖိုးအိမ်တို့မသွားရန် ကျွန်တော်အားတားမြစ်ထား၍ရင်းညနေလှဲပေါ်ပစ္စည်းတွေတင်နေတုံးမှာ ဖိုးကိုကျွန်တော်နောက်ဆုံးမြင်လိုက်ရခြင်းပင်ဖြစ်သည်ထိုအချိန်၌သူအားမြည်သူကမှလည်းလာ၍နှုတ်မဆက်ကြကြည်ရွာတွင်တကြီးမရှိတော့ကြောင်းအေးပိုင်ပင်ကြားသည်သောအခါ၌စိန်ငောင်းတွေခေါ်၍ဖြစ်ပုံကိုစစ်စစ်မေးမြန်းပြီးဥအောင်ဒွန်းအားတကြီးရာထူးမှချလိုက်ခါနောက်ထပ်တကြီးသည့်ရွေးကောက်ပွဲလှုပ်လိုက်လေသည်ဥအောင်ဒွန်းကဂုံတိတ်ခါအဖက်စဲမရလောက်အောင်ကြဆင်းလေ၍ရွာသို့ပြန်ပြီးမချင်းကရဲတော်ပြီး သူ့အိမ်ကိုသူ့အမေကြီးနဲ့သမီးသမတ်တို့ပြန်၍နေကြသည်ဥအောင်တုံးသည်ဤမှမကြမီတွင်စိတ်ရောလူရောပင်မဆင်းရဲလှစွာဖြင့်တည်ဆုံးသွားသည်ဟုကြားသိကြရလေသည်တော်ရာဆွေ1963ခုနှစ်